မင်္ဂလာပါဒီဗီဒီယိုမှာတော့ unit 2 key to happiness သင်ခန်းစာတွေက key number 2ကိုရှင်းပြမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုဆက်လိုက်ရအောင်ဒီမှာအဆုံးခေါင်းစဉ်လေးကိုကြည့်အောင် key number 2 love your work and enjoy what you are doing ဆိုတော့ကောင်းစဉ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အမ် buff one buff infinity တွေနဲ့ရေးထားပါတယ်ကဲဒီမှာတော့နှစ်ပိုင်းမှာ love your work မင်းရဲ့အလုပ်ကိုရှင်းမြင်လို့ပါပျော်ရွှင်မှုတွေကိုရကျင်နေဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်တွေကိုရှင်းမြင်လို့ရမယ် and ပြီးတော့ enjoy what you are doing ဆိုဒီမှာ what you are doing valid clause ပါ object နေရာကရေးထားတယ် object noun အဖြစ် object noun အဖြစ် noun clause အနေနဲ့ရေးထားပါတယ် what you are doing မင်းလုပ်နေတဲ့အရာတွေကို enjoy နေတဲ့ပျော်ရွှင်ပါကဲ survive ကိုကြည့်အောင် sun people feel passionate so ဒီမှာ figure တာ linking bed ပါအဲ့တော့ linking bed linking bed ရဲ့နောက်မှာ adjective လိုက်ပြီးတော့ရေးပါတယ်အဲ့တော့ဒီမှာသိထားမယ်စကားလုံးက passionate so passionate ဆိုတာ ade ဆုံးတဲ့ adjective ပါ passionate ဆိုတာ adjective အဓိပ္ပာယ်အာစိတ်ဆန္ဒပြင်းပြတော့လို့အဓိပ္ပာယ်ရပါတယ် passionate စိတ်ဆန္ဒပြင်းပြတော့အဲ့တော့ passionate က adjective ဖြစ်တဲ့အဲသူ့ရဲ့ noun ကဘယ်ကနေလာလဲဆိုတော့ passion p a s s i o n passion အဲ passion ဆိုတဲ့ noun ကနေစဉ်းသက်လာတယ် passion ဆိုတာ noun passionate ဆိုတာ adjective ကဲသူ့ရဲ့စန့်ကျင်ဘက် opposite adjective ကကျတော့ less ပေါင်းမှာပေါ့နော် passion less ဒါဆိုရင်စန့်ကျင်ဘက်စိတ်မပါတော့လို့အဓိပ္ပာယ်ရတယ် adjective ဖြစ်ရှင်เนาะဒီ passionate ဆိုတဲ့ adjective adjective ကို adverb ဖြစ်ရှင်နေဆိုရင်เนาะ adjective ရဲ့နောက်က ly လေးပေါင်းလိုက်မယ် passionately ဆိုတော့ဒီ word form လေးကိုတည်ထားမယ်ဟုတ်ပြီဝါကြောင်ပြန်သွားမယ် some people feel passionate about their work about their work three အလုံးနဲ့ပတ်သက်ပြီးတော့ some people တချို့လူတွေက feel passionate စိတ်ဆန္ဒ ထက်တန်ကြတယ်စိတ်တက်ပြင်းပြကြတယ်အလုပ်ပေါ်မှာစိတ်တက်ထက်တန်တာကိုပြောတာပါ အလုပ်လုပ်နေရတာကိုစိတ်ပါလက်ပါ လုပ်တာကိုပြောတာပါ and ပြီးတော့ love cheer some people နဲ့ဆက်မယ် some people တချို့လူတွေက love ချစ်မြတ်နိုးကြတယ် what they are doing ဒီမှာလဲ object noun ပါ related clause ကို noun အနေနဲ့သုံးထားတယ် what they are doing သူတို့လုပ်နေတဲ့အရာတွေကို love ချစ်မြတ်နိုးကြတယ် in fair တကယ်တော့ jot satisfaction and career success so ဒီမှာတိထားမယ်စကားလုံးလေးက satisfaction အဲ့ satisfaction ကဒါ noun ပါအဲ့ job satisfaction ဒါကအဲ compound noun လို့ပြောလို့ရတယ် compound noun job satisfaction အတိပ္ပာယ်ဟာလုပ်ငန်းခွင်စိတ်ကျဉ်နှံ့မှုကိုယ့်ရဲ့အလုပ်ပေါ်မှာစိတ်ကျဉ်နှံ့မှုကိုပြောတာပါ job satisfaction အဲ့တော့ satisfaction ကဒါနောက်သူ့ရဲ့စန့်ကျင်ဘက်စကားလုံးဖြစ်ရှင် this ပေါင်းလိုက်မယ်အဲ့တော့ရှေ့ကနေပြီးတော့ prefix this လေးကိုပေါင်းလိုက်မယ် this satisfaction ဒါဆိုရင်စိတ်မကျဉ်နှံ့ဘူးပေါ့နော်စိတ်မပျော်ရွှင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုရတယ် ဒီနောင်းကဘယ်ကနေစဉ်သက်လာလဲဆိုတော့65 65ဆိုတဲ့ဘက်ကနေပြီးတော့စဉ်သက်လာတယ်အဲ့ဒီဘက်လေးကိုလည်းတမတ်ထားမှာဖြစ်ပါတယ်ကြော65 fashion လုပ်ငန်းခွင်စိတ်ကျဉ်နှံ့မှုရှိခြင်း and ပြီးတော့ career success career ဆိုတာတံမွေးအကြောင်းကိုပြောတာပါ success အဲ့တော့ဒီနေ့မှာ success ကဒီနေရာမှာဒီဝက်ကြမှာနောင်းအနေနဲ့တုံးထားတယ် ဆိုတော့သူ့ကို adjective ဖြစ်ရှင်နောက်ကနေပြီးတော့ full ကပေါင်းလို့ရပါတယ် successful အဲ့ဒါကိုလည်းတည်ထားရမယ်ဒါဆိုရင်ဝါကျလေးကိုကြည့်မယ် in fact တကယ်တော့ job satisfaction လုပ်ငန်းခွင်စိတ်ရှမ်းသာမှု and ပြီးတော့ career success အတက်မွေးရင်းကြောင့်လုပ်ငန်းအောင်မြင်မှုတွေဟာအာဖြစ်ကြပါတယ် important factors for your happiness for your happiness မင်းရဲ့ပျော်ရွှင်မှုအတွက် important factor အရေးပါတဲ့အရေးကြီးတဲ့အချက်အချက်အလက်တွေအော်ဖြစ်ကြပါတယ် for example ဥပမာအဖြစ် you tend to achieve happiness ဆိုတော့ကနေ one cloud ကြီးရေးထားပါတယ်ဆိုတော့ one cloud နှစ်ခုရေးထားပါတယ်ဒီမှာ all လေးနဲ့ခံထားတယ်ပေါ့နော်ဆိုတော့ဒီဘက်ကြမှာကျတော့တိထားမယ်စကားလုံးလေးက tend to ဆိုတော့ tend to ဆိုတော့ဒါစိတ်ဆန္ဒကိုဖော်ပြတဲ့ဘက်ပါလိုချင်တာအလိုရှိတာအလိုချင်တာအလိုရှိတာလို့အဓိပ္ပာယ်ရတယ်စိတ်ဆန္ဒကိုဖော်ပြတယ်ဒါပေမဲ့သူကကျတော့ tend to ကကျတော့အဲဘယ်လိုမျိုးလိုချင်တာလဲဆိုတော့သူ့ရဲ့ပင်ကိုတဘာဝကိုမှဖြစ်ရှင်နေတဲ့သဘောကိုတက်ရောက်တယ်အဲသူနဲ့အဓိပ္ပာယ်တူတဲ့ဘက်ဖလေးရ1 2 1 2 wish to uh, like to love to ဒါရဲ့အတူတူပါပဲဆိုတော့ want to ဆိုရတာအလိုရှိတာလိုချင်တာစိတ်ဆန္ဒအောင်ရှိတာအဲ့တော့ tempt to ကလည်းဒါလိုချင်တာ tempt to ကကျတော့သူတိတ်ညွတ်တဲ့ဘက်ကိုရောက်တယ်တဘာဝကပင်ကိုတဘာဝကကိုမှအိညွတ်နေတာဥပမာခွေးတကောင်ကသူ့ရဲ့ပင်ကိုတဘာဝကိုမှဟောင်ကျင်နေတာ tempt to မြင်းတကောင်ကပင်ကိုတဘာဝကိုမှပြေးကျင်နေတာပင်သူ့ရဲ့ပင်ကိုတဘာဝတဘာဝအလျောက်ကိုမှတင်းညွတ်နေတဲ့သဘောကိုတတ်ရောက်တယ်တမ်းတူလေးရပါတော့နော်ဟုတ်ပြီကြည့်အောင် for example ဥပမာအဖြစ် you me are tend to achieve tend to achieve happiness ပျော်ရွှင်မှုကိုလက်ခံရရှိခြင်းနဲ့1ဘယ်လိုအချိန်ကမျိုးလဲဆိုတော့ when you can accomplish that task you have undertaken ဆိုတော့ဒီမှာ underline တောထားတယ်ဒါ related clause ပါ that wish လို့ထားတယ်ပေါ့နော် that wish related pronoun ကို omit လို့ထားတယ် you have undertaken ဆိုတဲ့ related clause လေးอ่ะ share the task ကိုတွားပြီး modify လုပ်မှာပါညှို့မှာပါ you have undertaken အ uh, present perfect tense ကိုတုံးထားတယ်ပေါ့နော်ပြီးသွားတဲ့အရာ you have undertaken မင်းလှုပ်ဆောင်ခဲ့ပြီးတော့ the tags လုပ်ငန်းတာဝန်တွေကို when you can accomplish အောင်မင်းပြီးစီးသွားတဲ့အခါပြီးမြောက်အောင်ဆောင်ရွက်ပြီးသွားတဲ့အခါမှာ you tend to achieve happiness မင်းတို့ဟာပျော်ရွှင်ခြင်းကိုလက်ခံရရှိခြင်းနဲ့ although မဟုတ် when you become prosperous while doing the work you enjoy while doing the work you enjoy ဒီမှာလည်းပဲ the work you enjoy you enjoy ဒီ you enjoy လေးရတာ related clover related pronoun ကိုမြုပ်ထားတယ် the work နဲ့ future မှာ related pronoun ကိုမြုပ်ထားတယ်ပေါ့နော်ဒါလည်းရှိကိုညွှန်မယ် you enjoy မင်းနဲ့တက်ပျော်ရွှင်တော့ the work အလုပ်တွေကို while doing လုပ်နေစဉ်အတွင်းမှာပဲ when you become prosperous မင်း ချမ်းသာကြွယ်ဝလာတဲ့အခါ you tend to achieve happiness မင်းဟာမင်းတို့ဟာပျော်ရွှင်ခြင်းကိုလက်ခံရရှိခြင်းကြတယ်ပိုင်ဆိုင်ခြင်းကြတယ်ဟုတ်ပါပြီအခုတင်ခဲ့တဲ့ဗီဒီယိုတင်ခင်းစာတွေမှာနားမလည်တာများရှိခဲ့မယ်ဆိုလို့ရှိရင် comment box မှာရေးခဲ့လို့ရပါတယ်ကဲဒီဗီဒီယိုလေးမှာတော့ဒီမှာပဲနားလိုက်ပါမယ်